မြည်ရေမကြားခင်သိစေခြင်းဆိုတဲ့တရားကောင်းစီးနဲ့ကျေးဇူးဆက်ဟောကြားမှာဖြစ်ပါတယ်။မြည်ရေမကြားခင်သိစေခြင်းတဲ့တရားကောင်းစီးပါပါလေ။မြည်ရေမကြားခင်သိစေခြင်းနာကအရှင်ဘုရားဗာမြာရေးကြီးနေလေ။ဘလောက်ရေးကြီးလို့လဲ။ဘာဒီများမြည်ရေမကြားခင်သိစေခြင်းနာလေဆိုရင်ကြပြားလေးနဲ့ပဲစတင်ပြောကြရအောင်။ ကေပရိဒ္ဒကြီးဆိုကြည့်မြည်ရမကြခင်သိစေခြင်းမိခင်ကျေးဇူးကုန်မြည်ရမကြခင်သိစေခြင်းဖခင်ကျေးဇူးကုန်ဩ မြင့်ရင်မကြားခင်မှာသိစေချင်တာကမိဘတို့ရဲ့ဂျေစုတရားကိုပါဘသူဂျေစုကိုတာပါလေဒီကမှာတရားအမားနောင်တာတွေနဲ့တရားအမောင်ကြပြီးတော့ငို ကြွေးကြရတယ်နော်အမေဆုံးပြီဆိုတဲ့အခါကျမှလဲလို့ဆုံးရှုံးရတော့မယ်ဆိုမှအမိဟာအဖိုးအနဲ့ကထိုက်တန်တယ် အမေဟာအဖိုးအ ਨੇ ကထိုက်တံမှန်တည်ရလက်ရတဲ့အချိန်မှာလက်လို့ဆုံရှုံရပြီကိုလို့နောင်တမြည်ရီကြာရင်ပြိတ္တကြီးနောင်ကျသွားပြီပဲဒါကြောင့်မို့နောင်တမြည်ရီမကြစီခြင်းနဲ့ဥစဉ်တို့မိသားစုတွေကိုမြည်ရီမကြခင်သိစေခြင်းနဲ့ဆိုတာမိခင်ဖခင်တို့ရဲ့ကျေးဇူးကုန်ကိုသိစေခြင်းတာပါ ပြန်ပြောကြည်အောင်မြေရေမကြခင်တိစေခြင်းမိခင်ကျေးဇူးကုန်မြေရေမကြခင်တိစေခြင်းဖခင်ကျေးဇူးကုန်ကျေးဇူးကုန် အထောငါဘုံကုံတော်ငါထွေရွှေကြငါခိုင်မန်တိုင်ငါခုအတုမဲ့ငါဖြာယရနာငါရအမျက်ဆုံးငါစုပူဇော်ခွဲကြုံဤလူဘုံသည်31ဘုံ အဖုံဖုံ၌ဂုံအရှိဆုံးပါတကကြုံတော့ကြုံခဲ့ဩလူသားမိဘကျေးဇူးဆတ်စွလာရေလို့ ပန္တိတာပညာရှိသူတော်ကောင်းတို့သည်ဩဝါဒတိကောင်းစွာမဲ့သည်မိကြတော်မူခဲ့ပါပေတည်း